ြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်ဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သားလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျမစင်စင်ပါ။ဒီကနေ့စက်တင်ဘာလ26ရက်တောက်ကြနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့တော်လိုင်းရင်အားစုများအကြပူပေါင်းလက်တွဲလှုပ်ဆောင်မဲ့ကဏ္ဍတွေနဲ့ဆက်လင်းပြီးနိုင်ငံတော်ယာယီသမ္မတဒူဝါလက်ရှိလာနဲ့ KNU ဥက္ကဋ္ဌ ရိုကွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့တင်ကမ္ဘာအခြေအနေရရက်ကပြည်သူ့ຫນွေဦးတော်လန်ရေးအပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုစိတ်ပြတ်အားငယ်နေစရာမလိုပဲကိုခွန်ကိုအားနဲ့တော်လန်ရေးကိုအဆုံးသက်အောင်ပွဲဆင်နိုင်ကြောင်းပြသရမယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ပြောကြားလိုက်တဲ့တဲ့ရုံးစီကြီးရွာနဲ့တန်ပိုကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့တိရာယုမုံဦးဆောင်တဲ့အကြံဖက်စစ်ကြောင်းက ပြည်သူ2ဦးကိုတတ်ဖြတ်ပြီးအမျိုးသမီး9ဦးကိုအာရမပြုကျင့်ခဲ့တဲ့တွင်စက်တင်ဘာလအတွင်းအကြံဖတ်ဆဲအုပ်စုက ပြည်သူ60ဦးအထိတတ်ဖြတ်ခဲ့တဲ့တွင်ကြောင်မဲမှာအကြံဖတ်ဆဲအုပ်စုကအသက်မပြည့်သေးတဲ့မိန်းကလေးကိုမရင်းကျင့်တတ်ဖြတ်ခဲ့တဲ့အပေါ်ကမ္ဘာနိုင်ငံအသီးသီးကအေးအေးယူပေးဖို့ရှမ်းကျောင်းသားတမကတောင်းဆိုလိုက်တဲ့တွင်နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကအ လူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လည်းဆန္ဒပြလူလူတပိတ်တည်င်းတွေပဲဖြစ်ပါတယ်ရှင်တော်လိုင်းရဲ့အရာစုများအကြားပူပေါင်းလက်တွဲလှုပ်ဆောင်မဲ့ကဏ္ဍတွေနဲ့ဆက်လင်းပြီးနိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာနဲ့ KNU ဥက္ကဋ္ဌ Pro Quel Thu Win တို့တွေ့ဆုံဆွေးနွေးခဲ့တဲ့တဲ့တင်ကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။ တော်လိုင်းရာစုများအကြပူပေါင်းလက်တွဲလှုပ်ဆောင်မဲ့ကဏ္ဍတွေနဲ့ဆက်လင်းပြီးအမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာနဲ့ကရင်မျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌဖရိုကွယ်ထူးဝင်းတို့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ဒီကနေ့မှသတင်းထုတ်ပြန်ပါတယ်။တွေ့ဆုံချိန်အတွင်းຫນွေဦးတော်လိုင်းရဲ့အမြန်ဆုံးအောင်မြင်စေရန်တော်လိုင်းရာစုများအကြပူပေါင်းလက်တွဲလှုပ်ဆောင်သွားမဲ့ကဏ္ဍတွေနဲ့ဆက်လင်းပြီးအကြံတဝင့်ဆွေးနွေးခဲ့ကြတယ်လို့ထုတ်ပြန်ထားပါတယ်။ တော်လိုင်းအင်အားစုများကြားယခုထက်ပိုမိုစီးလုံးညီညွတ်စွာလက်တွဲပြီးမြန်မာနိုင်ငံဆက်အာနာရှင်လက်အောက်မှအပီးတိုင်လွတ်မြောက်ရေးဆက်အာနာရှင်နဲ့အာနာရှင်ဟူသည့်အမြင့်ပြတ်တိုက်ဖြတ်ရေးလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့လူမှုတာယာဝါပြောမှုတို့ကို ဖော်ဆောင်နိုင်ရေးတို့အတွက်ဆက်လက်ပြီးခိုင်မာစွာအတူလက်တွဲဆောင်ရွက်သွားကြရန်အတွက်လည်းခေါင်းဆောင်နှအိုးသဘောတူညီခဲ့ကြတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ထားပါတယ်ရှင် ကမ္ဘာခြေနေရရက်ကပြည်သူ့နေဦးတော်လှန်ရေးပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုစိတ်ပြတ်အားငယ်နေစရာမလိုပဲကိုခုံကိုအားနဲ့တော်လှန်ရေးကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ပြည်အောင်စုဝင်ကြီးချုပ်ပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ကမ္ဘာခြေနေရရက်ကပြည်သူ့နေဦးဒေါ်လာရဲ့အပေါ်မျက်နှာသာပေးမှုအများကြီးမရှိနေတာကိုစိတ်ပြတ်အားငယ်နေစရာမလိုပဲကို့ခွန်ကို့အားနဲ့ဒေါ်လာရဲ့ကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသရမယ်လို့ပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကပြောကြားလိုက်ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအစည်းအဝေးအမှတ်စဉ်34မြင်းဆောင်2025ကိုစက်တင်ဘာလ25ရက်မနက်ပိုင်းမှာကျင်းပပြုလုပ်ခဲ့ကြပါတယ် အစည်းအဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီဥက္ကဋ္ဌပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခန်တန်းကအဖွဲ့မှစကားပြောကြားခဲ့ပါတယ်။ ပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကကမ္ဘာအခြေအနေရရက်ကပြည်သူຫນွေဦးတော်လန်ရေးအပေါ်မျက်နှာသာပေးမှု အများကြီးမရှိနေတာကိုလည်းစိတ်ပြတ်အားငယ်နေစရာမလိုပဲကျွန်တော်တို့ဟာကိုအားကိုကိုပြီးဒီနေ့ဒီအချိန်ထိရှောက်လန်းလာခဲ့ကြသလိုရှေ့ဆက်ပြီးလဲကိုခွန်ကိုအားနဲ့တော်လန်ရေးကိုအဆုံးသက်အောင်ပွဲဆင်နွှဲနိုင်ကြောင်းပြသနိုင်မှုအင်အားတွေရှိနေကြဖို့လိုအပ်ပါကြောင်းအခုဆိုရင်ဝင်ကြီးများဒုတိယဝင်ကြီးများနဲ့တာဝန်ရှိသူတချို့ ကျွန်တော်တို့စုံမိုးထိန်ချုပ်ဒေတာတွေစီကိုရိုင်းကိုကြသွာလာလှုပ်ရှားပြီးမြေပြင်မှာအစိုးရရန်နေရာ စနစ်တကျထူထောင်လဲပတ်တာကဆလို့အဂရိလိုက်စားမှုတွေကိုအေးအေးယူတာတွေအထိလုပ်ငန်းတွေမှာစနစ်တကျဆောင်ရွက်နေကြတာကိုလည်းအင်မတန်အားရကျေနပ်မှုရှိပါကြောင်းနဲ့ ဝင်ကြီးဌာနအချင်းချင်းအချိန်ဆက်မိမိပူပေါင်းလှုပ်ဆောင်ကြမှာတာပုံမို့ထိရောက်ကောင်းမွန်တဲ့အုပ်ချုပ်ရေးရန်ရာတစ်ခုကိုကျွန်တော်တို့အသက်သွင်းနိုင်မှာဖြစ်လို့ဒီအတွက်စ조사လှုပ်ဆောင်ပေးကြဖို့မှာကြားလိုပါကြောင်းပြောကြားခဲ့ပါတယ်ဆလာဘီပြီးခဲ့တဲ့20ရက်နေတုန်းကသခိုင်းတိုင်းကတားခရိုင် ဗမောက်မျိုးကို အမှတ်၁စစ်တေသားရဲ့ကုတ်ကဲမှုနဲ့ပြည်ထောင်ရေးဘော်ရီပြည်သူ့ကာကွယ်ရေးအဖွဲ့ရီပူးပေါင်းပြီးအောင်အောင်မြင်မြင်သိမ့်ပိုက်နိုင်ခဲ့တဲ့အတွက်အင်မတန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်းဥစွာပြောကြားလိုပါကြောင်းမျိုးတမျိုးသိမ့်ပြီးပြီဆိုရင်နောက်ဆက်တွဲစီမံလုံဆောင်ရမာတွေကလည်းအင်မတန်များပြားတယ်ဆိုတာရှေ့မှာအတွေ့အကြုံတွေလည်းရှိခဲ့ပြီးသားဖြစ်တဲ့အတွက်အတွေ့အကြုံတွေကိုအရင်ခံပြီးဝင်ကြီးဌာနများတေကြစွာ ပေါင်းဆက်ညှိနှိုင်းလုံဆောင်ကြဖို့အင်မတန်အရေးကြီးပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရဟာတော်လှန်ရေးကာလအတွင်းတာဝန်ယူရတဲ့အစိုးရဖြစ်တဲ့အပြင်ဒီတော်လှန်ရေးကရဲဘော်တွေပြည်သူတွေရဲ့အရင်းနှီးကညာလွန်းတာကြောင့်ကျွန်တော်တို့ဟာပို တာဝန်ကြီးတဲ့တော်လှန်ရေးအစိုးရလည်းဖြစ်နေပြီးဒီလိုကြီးလေးတဲ့တာဝန်ကိုအခက်အခဲတွေစိန်ခေါ်မှုတွေကြားကထမ်းဆောင်နေကြရတဲ့ရန်ရအစင်စင်ကတာဝန်ရှိသူတွေကိုလည်းကျေးဇူးတင်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်ဆက်လက်ပြီးတက်ရောက်လာကြတဲ့ ဂျားကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီအဖွဲ့ဝင်တွေက အမှတ်စဉ်33မြင်းဆောင်2025မှာချမှတ်ထားတဲ့ဆုံးဖြတ်ချက်ရှေ့လုပ်ငန်းစဉ်များနဲ့ပတ်သက်တဲ့ပြီးစီးမှုအခြေအနေများဆက်လက်ဆောင်ရွက်ရန်ကြံရှိနေတဲ့လုပ်ငန်းစဉ်များကိုချပြရှင်းလင်းပြီးတက်ရောက်လာတဲ့တာဝန်ရှိသူတွေကအကြံတဝင့်ဆွေးနွေးခဲ့ကြပါတယ်။အဆိုပါစည်းဝေးကိုပြည်အောင်စုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်ဦးဆောင်ကပြည်အောင်စုဝင်ကြီးတွေဒုတိယဝင်ကြီးတွေအမြဲတမ်းတွင်ဝင်နေ တွက်ဖက်အတွင်းဝင်နေတဲ့ဌာနဆိုင်ရာများမှတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ရုံးစည်ကြီးရွာနဲ့တံပိုကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်ခဲ့တဲ့တီလာယုံမုံဦးဆောင်တဲ့အကျန်းဖက်စစ်ကြောင်းကပြည်သူ၂ဦးကိုတတ်ဖြတ်ပြီးအမျိုးသမီး၇ဦးကိုအာရမပြုခြင်းခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ မင်္ဂလေးတိုင်းမြင်းကြံခရိုင်တောင်တာမြို့နယ်အတွင်းကရုံးစီကြီးရွာနဲ့တံပိုးကြီးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်လာခဲ့တဲ့အကျန်းဖက်တီရာယူမုံဦးဆောင်တဲ့အကျန်းဖက်စစ်ကြောင်းက12ရက်တာအတွင်းမှာပြည်သူ2ဦးကိုတပ်ဖြတ်ခဲ့ပြီးအမျိုးသမီး9ဦးကိုအာရမကျင့်ခဲ့တယ်လို့ဒေသရင်းသတင်းရင်းမြစ်တွေကပြောပါရယ်အကျန်းဖက်တီရာယူမုံဦးဆောင်တဲ့စစ်ကြောင်းနဲ့အတူရန်ကုန်တိုင်းမော်ဘီမြို့နယ်ရှိတယင်း9ရဲ့ ရဲကွန်မန်ဒိုတွေပါဝင်တဲ့အကြမ်းဖက်အဖွဲ့တွေဟာစက်တင်ဘာလ10ရက်ကနေ22ရက်ထိ ရုံးစီကြီးရွာနဲ့တံပိုးကြီးရွာတွေကိုဝင်ရောက်စီးနင်းပြီးနောက်အမျိုးသမီးတွေကိုအာရမပြုကျင့်ခဲ့တာပြည်သူတွေကိုတပ်ဖြတ်တာနဲ့နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ်ခဲ့တာလို့သတင်းရင်းမြစ်ကဆိုပါတယ် PPTV ကရရှိထားတဲ့အချက်အလက်တွေအရအကြမ်းဖက်ဆဲအုပ်စုကအသက်မပြည့်သေးတဲ့16နှစ်အရွယ်အမျိုးသမီး2ဦးအသက်26နှစ်အရွယ်အမျိုးသမီး2ဦး အသက်28နှစ်အရွယ်အမျိုးသမီးတဦးအသက်50အရွယ်အမျိုးသမီးတဦးနဲ့အသက်52နှစ်အရွယ်အမျိုးသမီးတဦးစုစုပေါင်းအမျိုးသမီး9ဦးကိုအာရမပြုကျင့်ခဲ့တာပါ18ရက်ကနေ22ရက်အတွင်းရုံးစီကြီးရွာမြောက်ချမ်းရွက်အတွင်းကနေအိမ်22လုံးအလယ်ရက်အတွင်းကနေအိမ်16လုံးတောင်ရက်အတွင်းကနေအိမ်19လုံးမြောက်တောရိုးအတွင်းကနေအိမ်3လုံးနဲ့ တန်ဖိုးရွာရွာမအတွင်ကနေအိမ်20လုံးစုစုပေါင်းနေအိမ်80လုံးကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။ဒါအပြင်အဲ့ဒီအကြမ်းဖက်စစ်ကြောင်းကစက်တင်ဘာလ18ရက်နေ့18ရက်တွင်မှာအသက်56နှစ်အရွယ်စိတ်ဝေဒနာခံစားနေရသူဦးတောင်ညွန့်နဲ့အသက်45နှစ်အရွယ်ဦးရဲတို့ကိုတတ်ဖြတ်ခဲ့ပါတယ်။စတေဘာလာအတွင်းအကြံဖက်ဆေအုပ်စုကပြည်သူ60ဦးထိတက်ဖြတ်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ ယခုစက်တင်ဘာလအတွင်းဂျပန်ဆဲအိုစုကပြည်သူ60ဦးထိတပ်ဖြတ်ထားတယ်လို့နိုင်ငံရေးကျင်းသားများကုညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့အစည်းအဝေးရသိရပါဗျာ AAPP ရဲ့ကောက်ယူထားတဲ့အချက်အလက်တွေအရစက်တင်ဘာလ1ရက်ကနေ25ရက်အထိနိုင်ငံတွင်းမှာဂျပန်ဆဲအိုစုကြောင့်အမျိုးသမီး28ဦးနဲ့အမျိုးသား62ဦးစုစုပေါင်း60ဦးထိတေဆုံးခဲ့တာကို အမည်နဲ့တကွအတည်ပြုနိုင်ခဲ့တာတွေ့ရပါဗျာ ဲ့ဒီတေဆုံးသူအရေးအတွက်ထဲမှာအသက်၁၈နှစ်အောင်ကလင်းငံ၂၈ဦးအထိပါဝင်တယ်လို့လည်း AAPP ကအသိပေးထားပါဗျ။အကြမ်းဖက်ဆဲအိုစုကြောင့်တေဆုံးသူ၉၀ဦးထဲမှာသခိုင်းတိုင်းက၂၉ဦးနဲ့တေဆုံးမှုအများဆုံးဖြစ်ခဲ့တယ်လို့ရခိုင်ပြည်နယ်ကလည်းတေဆုံးသူ၂၁ဦးနဲ့ဒုတိယတေဆုံးမှုအများဆုံးဒေသဖြစ်ခဲ့ရပါဗျ။ ။ဒါအပြင်တေဆုံးသူ60ဦးထဲမှာ53ဦးက အကြမ်းဖက်ဆဲအုပ်စုရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးရတာဖြစ်ပြီးတော့လက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်မှုကြောင့်16ဦးတေဆုံးခဲ့ရပါတယ်။ အကြံဖတ်ဆဲအုပ်စုက မတရားအာဏာလုယူဖို့ကြိုးစားခဲ့တဲ့2021ခုနှစ်ဖေဖော်ဝါရီ1ရက်ကနေ2025ခုနှစ်စက်တင်ဘာလ25ရက်အတွင်းအကြံဖတ်ဆဲအုပ်စုနဲ့လက်ပါစေရီကြောင့်တည်ဆောင်းခဲ့ရတဲ့ဒီမိုကရေစီရေလှုံ့ရှားသူနဲ့ပြည်သူစုစုပေါင်း8248ဦးထိရှိပြီဖြစ်တယ်လို့လည်း AAPP စီးနေရသိရပါတယ်ရှင်။ချောင်မဲမှာ အကျန်းဖက်စစ်အုပ်စုကအသက်မပြည့်သေးတဲ့မိန်းကလေးကိုမရင်းကျင့်တပ်ဖြတ်ခဲ့တဲ့အပေါ်ကမ္ဘာနိုင်ငံအသီးသီးကအေးအေးယူပေးဖို့ရှမ်းကြောင်းသားတမကတောင်းဆိုလိုက်တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမြို့မှာအကျန်းဖက်စစ်အုပ်စုကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကိုအာရမကျင့်တပ်ဖြတ်ကတန်ငါတော်ရီနဲ့ပြည်သူ၃ဦးကိုလည်းတပ်ဖြတ်ခဲ့တဲ့အပေါ်ကမ္ဘာနိုင်ငံအသီးသီးကအေးအေးယူပေးဖို့ရှမ်းကြောင်းသားတမကကတောင်းဆိုကြောင်းထုတ်ပြန်လိုက်ပါတယ်။ အကျန်းဖက်ဆဲအုပ်စုတပ်ဖွဲ့ဝင်တွေဟာစက်တင်ဘာလ24ရက်နေ့နေ့လယ်ပိုင်းမှာကြောင်မဲမြို့နယ်နအိုက်ခန့်ကြေးရွာကအသက်မပြည့်သေးတဲ့မင်းကလေးငယ်တဦးကိုအရမကျင့်တပ်ဖြတ်ခဲ့ကတန်ခါတပါအပါဝင်တခြားရွာသား2ဦးစုစုပေါင်း4ဦးကိုတပ်ဖြတ်ခဲ့ပါတယ်။အကျန်းဖက်စစ်တပ်ကစစ်ကြောင်းထိုးဝင်ရောက်လာလို့နအိုက်ခန့်ကြေးရွာမှာရွာလုံးကျွတ်နေပါစစ်ဆောင်သွားပေမဲ့ကြေးရွာထဲမှာစံမာရေးမကောင်းတဲ့ဆရာတော်ကိုပြုစုဖို့ကြံရစ်ခဲ့တဲ့ တန်ကတော့တပားကိုအဲ့ဒီအကျန်းဖတ်စစ်အုပ်စုစစ်ကြောင်းကပြစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင်အနီးနားရှိလယ်ထဲမှာတိမ်းရှောင်နေတဲ့မိသားစု၃ဦးတည်းကမိခင်ဖြစ်သူနဲ့တားငယ်ကိုနေရာမာရင်ပြတ်တက်ခါအသက်မပြည့်သေးတဲ့တမီးဖြစ်သူမင်းကလေးကိုအရမကျင့်ကတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အခုလိုပြစ်မဲ့ပြည်သူတွေကိုဆေးရဆုံးမှုကျူးလွန်နေတဲ့အကျန်းဖတ်စစ်အုပ်စုနဲ့ပူးပေါင်းဆောင်ရွက်တာမပြုဘဲအရေးယူပေးဖို့ကမ္ဘာနိုင်ငံအသီးသီးနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကိုတောင်းဆိုတယ်လို့ဖော်ပြထားပါတယ်ရှင်။ ခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ချီမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရင်းမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မေရွှေကြီးတပိတ်စစ်ကြောင်းကအသင်မဲဖြင့်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင်မဲဖြက်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လံလွှင့်မီတောင်းသွင်းဒီတပိတ်စစ်ကြောင်းကတင်မဲဖြက်တရားဝင်လူတက်ခွင့်မပေးနဲ့စာသားကင်ဆယ်ပြီးအတူရောင်ရေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျ။ ဆန္ဒပြတော်လှန်ပြည်သူတွေကအွန်လိုင်းလွှင့်မီဒေါင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့တင်မဲဖြစ်တရားဝင်လူတက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြဆောင်ရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင်မြင်တက်မှုကြားထဲကနေပဲအကြမ်းဖက်စစ်တပ်ကြဆောင်ရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါတယ်ရှင်ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံးဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။